ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရင်မင်းကံဘလူရှိတာထားတဲ့ဖွားမယ်စိန်နဲ့ဘဝဟောင်းကမခင်အုံအပိုင်း123ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမကကူဖြစ်ပါရစေရှင် မိများတောက်လောင်နေတဲ့တဲများနဲ့မိဘုံငွေများတလူလူဖြစ်နေတဲ့ပါဝင်ကြမှာအော်ဟစ်တန်တွေငွေယိုတန်တွေနဲ့လူတွေကပြေးလွှားနေကြပါရဲ့အမေအမေအမေဘာမှလဲအဲ့ပါဝင်ကြမှာတော့ရှင်ညိုတောင်အမေဖြစ်သူကစိုးရိမ်တကြီးနဲ့အော်ဟစ်ကခေါ်နေခဲ့ပါရဲ့အမေအမေဘာမှလဲညရဲ့ရီနဲ့အမေဖြစ်သူကိုရှင်ညိုအသေးတန်ပင်ရှောက်ဖွေနေပါရဲ့ပြေးလွှားနေတဲ့လူတို့ကလည်းရှင်ညိုကိုတွန်းတိုက်ပြေးကြပါရဲ့အာ လူတယောက်နဲ့တိုးတိုင်မိပြီးရှင်ညူမြေပေါ်လဲကျသွားပါရဲ့အမေအမေရှင်ညူရဲ့နှုတ်ကနေအားပြောလာတဲ့ခေါ်တန်လေးကထွက်ပေါ်နေစမြဲပါအမေဟိုဒီကလေးမလေးတတ်တာမှာပါနော်အဲ့ရပေါ်မှာလေးလျောင်းနေတဲ့ရှင်ညူကိုကြည့်ရင်တော်ဝင်မိလိုက်ပါရဲ့ရှင်ညူကအဖျားကြည့်ပြီးအဲ့ရရဲ့မှာရှောင်းရန်ကအော်နေခဲ့ရှာပါရဲ့ဖွားမဲစင်ကရှင်ညူရဲ့ရှင်ပါလေးကိုလက်နဲ့ပုတ်ပေးနေခဲ့ပါရဲ့တော်ဝင်နဲ့နန်းကြိုင်တို့ကလည်းရှင်ညူရဲ့နဘေးမှာမခွာဘဲစိုးရိမ်စွာစောင့်ကြည့်နေကြပါရဲ့ ဒီကလေးရဲ့လက်ပြအားနည်းနေတယ်။ဒါပေမဲ့အရင်ကြီးကမစိုးရင်ရပါဘူး။အမေသူ့နာမှာစောင့်အိတ်လိုက်မယ်။မနေ့ကတော့တတလာမှာပါ။ကဲသွားသွား။ညီတို့လည်းသွားပြီးအိတ်လိုက်ကြတော့ဖြစ်ပါမလားအမေရဲ့။အကျုပ်ပဲစောင့်အိတ်လိုက်ပါမယ်။ကဲမိဝဲအမေပြောပြီးပြီလေ။အမေပဲစောင့်အိတ်လိုက်မယ်လို့။ဟုတ်ကဲ့ပါမေ။ဒါဆိုရင်ကျုပ်တို့သွားတော့မယ်နော်။တကူဆိုရင်လည်းကျုပ်ကိုလှမ်းနှုတ်လိုက်နော်။ဖွားမေစိန်ကပြောတော့တော်ဝင်လဲခေါင်းညိတ်ပြီးနန်းကြိုင်လေးကိုခေါ်ပြီးထပ်သွားပါရယ်ဖွားမေစိန်ကရှင်ညွေးရဲ့နဘေးမှာသာစန့်ရစ်ခဲ့ပါရယ် တော်ဝင်းတို့အိပ်ပျော်သွားတဲ့အခါမှာရှင်ညွေးရဲ့နဖူးလှဖဝါတင်လိုက်ပါတယ်။မဖြစ်ချေတော့ဘူး။ကြိုင်ဒီကလေးတတ်တာဘူးခတ်တော့မယ်။အဲ့လိုပြောပြီးတော့တင်မလင်ခွေကထိုင်လိုက်ပါတယ်။ရှင်ညွေးရဲ့နဖူးပေါ်မှာရှိရက်လက်ကရှင်ညွေးရဲ့ဘယ်ဘက်လက်လေးစီကိုပြောင်းကကန်လိုက်ပြန်ပါတယ်။မျက်စိကိုမိတ်ပြီးတော့နှုတ်ကနေကထားရီစရွတ်ပါတယ်။ဖွမ်းမဲ့စရဲ့စိတ်ဝိညာဉ်ကရှင်ညွေးနဲ့ပေါင်းစည်းသွားတဲ့အခါမှာတော့အမေအမေမြေပေါ်မှာမောက်ရက်သားလေးကြာနေရောမကအော်ဟစ်ကငိုရုံနေတဲ့ရှင်ညွေးကိုဖွမ်းမဲ့စိန်ကြည့်နေပါတယ်။ မီးဟမ်အတန်ကြောင်းရှင်ညိုမောကြည့်လာပါ रे အဖွာတမီးဘာရီဖြစ်နေရလဲအဖွာအမေအမေကိုရှာနေရဩလာထထတမီးဖွားရဲ့လက်ကိုတွဲလိုက်ဖွားမဲ့ဆရာရှင်ညိုဆွဲထုတ်လိုက်ပါ रे ရှင်ညိုကတော့ငုံရှိုက်နေသေးပါ အမေဘလို့မရှာမတွေ့တော့ဖွားရဲ့အမေဘယ်ရောက်နေလဲကြောက်မသိဘူးဒါဖြစ်ရင်ဖွားနဲ့တူတူရှာကြရပေါ့ဖွားမဲ့စင်ကရှင်ညိုရဲ့လက်ကိုဆွဲပြီးလမ်းလျှောက်လာပါလေတနည်းအောင်ရောက်တော့ရှင်ညိုကလက်ညှိုးထိုးပြီး ဖွာဟိုအရာတမီးတို့အိမ်မဲ့ဖွာမီးရဲ့လောင်ကျန်းရဲ့အင်ကြီးတအိမ်ကိုရှင်ညိုလက်ညိုထုတ်ပြပါရယ်ဖွာမဲစိန်ကလမ်းငါကြီးရဲ့ကောင်းညင်လိုက်ပါရယ်ကဲအခုတော့ဖွာတို့တွေပြန်ကြရအောင်တမီးတမီးအတွက်ပဲဖွာဒီကိုလာခဲ့ရတာဖွာမဲစိန်ကပြောတော့ရှင်ညိုကတွန့်ဆုတ်သွားပါရယ်တွဲထားတဲ့ဖွာမဲစိန်ရဲ့လက်ကိုဖြုတ်ဖို့ဟန်ပြန်တော့ဖွာမဲစိန်ကရှင်ညိုရဲ့လက်ကိုတင်းကျပ်စွာဆောက်ကင်ထားလိုက်ပါရယ်သမီးရဲ့အရှင်နဲ့သမီးရဲ့ညီမလေးကသမီးကိုစိုးရိမ်နေကြတယ်။လာပါသမီးရဲ့ဖွားနဲ့တူတူပြန်လိုက်ခဲ့ပါ။ ချက်မှန်ပြီးချုံမော်ပြီးပြောတော့ရှင်ညိုကပဝင်းကျင်ကိုတစ်ချက်ဝေဝိုက်ကြည့်လိုက်ပြီးတော့မှခေါင်းကိုညိပြပါရယ်။ရှင်ညိုသဘောတရားကြောင့်ဖွားမေစိန်လေးကာထာကိုရွတ်ဆူလိုက်ပါရယ်။ရေရေတောက်ချင်နေ။ဖွားမေစိန်မျိုးလုံးဖွင့်လိုက်တော့အဲ့ရတဲ့ရှင်ညိုကဖွားမေစိန်ကိုရေတောင်းနေခဲ့ပါရယ်။ရှင်ညိုကိုဖွားမေစိန်ကတွဲကူထူပေးလိုက်ပြီးရေတိုက်ပေးလိုက်ပါရယ်။သမီးရဲ့စိတ်နဲ့ခန္ဓာကအတော်လေးပင်ပန်းနေရနော်။ဒါကြောင့်ပြန်အိပ်ပြီးတော့တိချအနားယူလိုက်ပါသမီး။မနေ့ကျရင်တော့ငကိုအတိုင်းပြန်ကောင်းသွားမှာပါကွယ်။ ဖွားမဲ့ဆိုင်ရပြောတော့ရှင်ညိုကခန်းကိုဖြင်းညင်းစွာညှိလိုက်ပါရီအဖွားလည်းအိပ်ပါတော့ကျုပ်တက်တာပါပြီအေးပါတပီးပဲအရင်အိပ်လိုက်နော်ဟုတ်ကဲ့အိညာဖွားမဲ့ဆိုင်ရရှင်ညိုပြန်လေအိပ်ပြော်ရဲ့ဒီအနားမှာထိုင်ဆောက်ပေးနေခဲ့ပါရီရှင်ညိုအိပ်ပြော်သားတော်မှာသူ့ရဲ့အိယာစီကိုတော်ပြီးအိပ်ဆက်ခဲ့ရရှာပါရီဒီလိုနဲ့နောက်တနေ့မနေ့ရောက်တဲ့ခါမှာတော့ဟဲရှင်ညိုဘာတွေလုပ်နေရလဲနေကောင်းတာလည်းမဟုတ်ပဲနဲ့တော်ဝင်လေအိယာနုနုချင်းရှင်ညိုမြင်တော့အံ့ဩသွားပါရီ ရှင်ညဝတော်ဝင်းထက်အရင်အရာထားပြီးထမင်းကြောက်ပကံလေးကိုတော့မှကုပြစ်ခင်မောင်မရှိရဲ့စပွဲမှာတင်ပြီးပြင်ဆင်နေခဲ့ပါရယ်။အော်ကျုပ်တတ်တာပါပဲအကြီးရဲ့ဒါနဲ့ညီမလေးကိုနိုးပြီလား။အိုးအေးတတ်တာလည်းနားပါအောင်လား။တော်နေမနေ့ကလိုမျိုးရုတ်တရက်ကြီးဖျားနိုင်ကျုပ်တို့ကစိတ်ပူရတယ်အေး။ဟုတ်သားပဲမမကလည်းမနေ့ကဆိုညီမလေးတို့မှလေမမတခုခုဖြတ်သွားမှာကိုစိုးရိမ်နေကြတာ။မမတတ်တာပါညီမလေးရဲ့။ကဲပါမျက်နှာတော့သိကြအောင်လေ။ကျုပ်ကြော်ကြွေးထမင်းကြော်လေးနဲ့မနေ့စာစားကြရအောင်နော်။အေးပါအေး။ လာလာလာသမီးမျက်နှာတော့တရားဟုတ်ကဲ့မေဒေါ်ဝင်းနဲ့နန်းကျိုင်တို့လည်းမျက်နှာတော့တင်ကြပါရယ်ဒေါ်ဝင်းတို့မျက်နှာတက်ပြီးတော့ဘွားမေစိန်ကအိမ်ပေါ်ရက်ကနေဆင်းလာခဲ့ပါရယ်အိမ်နေမနက်ကတော့မိသားစုဆောင်လင်းစာမနက်စာကိုအတူတူစားခဲ့ကြပါရယ်နေခင်ရောက်တဲ့ခါမှာတော့ဒေါ်ဝင်းနဲ့နန်းကျိုင်တို့ကရွာရဲကိုကိစ္စရှိရအတွက်ထွက်သွားကြပါရယ်သမီးဒီလိုလာထောင်ဟုတ်ကဲ့ဘွားမေစိန်ကထိုင်နေကွဖြစ်ခဲစီကိုရှင်ညိုဝင်ထိုင်ခိုင်းပါရယ် ရှင်ညဝကပြက်ခဲဝင်ထိုင်တော့ဖွားမဲ့စရာရှင်ညိုတေချာကြည့်ပြီးတတရီလာသမီးမေးပါရဲဟုတ်ကဲ့တတပါပြီဖွားအေးအခုသမီးတတပါပြီဆိုရင်သမီးကိုဖွားဘက်ကမေးစရာရှိနေဒါကလေသမီးဘက်ကဖြေချင်မှဖြေပါဖွားကတော့မေးတဲ့နေထင်လို့မေးရတာပါဟုတ်ကဲ့မေးပါဖွားအေးသမီးရဲ့ဝိညာဉ်ဖွားလိုက်ခေါ်ခဲ့ရတော့ကမြင်ခဲ့ရတဲ့အရာဘယ်မှာရှိနေလဲသမီးနဲ့ရောအဲ့နေရာဘယ်လိုများပတ်သက်နေရလဲ ဖွားမဲစိန်မီတော့ရှင်ညဝါခေါင်းတစ်ချက်ညိပ်ပြီးဖွားကျုပ်ကိုမီလာမယ်ဆိုတာကျုပ်သိပါရယ်ဖွားမီတာကိုလည်းကျုပ်ဖြစ်မယ်ဆိုတာထပ်ပြောပြပါမယ်တကယ်တော့ဖွားမြင်ခဲ့ရတယ်ဆိုရယ်ပေါင်းမြင်ခြင်းကကျုပ်ရဲ့အရှင်ဘွားမွေးရမြေပါအရှင်ဘွားကမွေးရမြေဟုတ်ပါရယ်ဖွားကျုပ်ရဲ့မွေးရမြေပါအဲ့ရွာရဲ့နာမည်ကတော့ကမ္မရွာလို့ခေါ်ပါရယ်ဒီလိုနဲ့အစာချီကရှင်ညူကသူ့ရဲ့အတိတ်အကြောင်းကိုပြန်လည်ကပြောပြပါရယ်ရွာရဲ့နာမည်ကကမ္ပန်ရွာလို့ခေါ်တင်ကြပါရယ်ကမ္ပန်ရွာဆိုတာနဲ့အနီးနားရွာတိုင်းလို့လို့ကြောက်ရွံ့ကြပါရယ် ရွာတိုင်းကြောက်ရတဲ့ကံပိုင်ရွာကဘလို့ရွာများဖြစ်လိမ့်မလဲလို့လဲတွေးနိုင်ပါသေးတယ်။ကံပိုင်ရွာဆိုတာအောင်လဲပညာတယ်ရီနေထိုင်ရာရွာကြီးတစ်ယောက်ပါ။ဒါပေမဲ့ရွာတိုင်းကြောက်ရရလောက်တဲ့အထိကံပိုင်ရွာမှာရှိရပညာတယ်ရီကသူရဲ့ပညာကိုတလဲမတုံရကြပါဘူး။အဲ့လိုဖြစ်ရခြင်းကကံပိုင်ရွာရဲ့အကြီးကဖြစ်တဲ့ကဝေမကြီးရဲ့အမိတ်အာနာရီကြောင့်ပါ။အဲ့ဒီကဝေမကြီးကိုတခင်မကြီးလို့အားလုံးကခေါ်ကြတဲ့အတွက်ကဝေမကြီးရဲ့နာမည်ရောမှဘယ်သူမှမသိရှိကြပါဘူး။အမေအေးပြော့သမီး ဖဖိုက်ခန်းထဲကိုဘာလို့မဝင်ခိုင်းတာလဲတမီဝင်ကြည့်ချင်တယ်အမလီခင်အုံးညီဒီစကားကိုလေညီဖွားမပြောမိစေနဲ့နော်အဖွားချစ်လို့အလိုလိုက်ထားတော့ညီကအားမရသေးဘူးเอตุ้ยเอ๋ยเมงก็เราไม่ลนสันเย็บคิโอเอ๋ยญีเอ๋ยติจันเนใส่ด้วยเลยชูไหนท้าซะมาเอ๋คิโอจังอเมผิดตูทอนินผิวเยสกาจังซูเปอร์ปุ๊กลีผิดตาบาเรคิโอก็อัตอาเพ20จออชวยลีผิดปิรออพ้อเยอลูไลฉิกขันยาจิงกูอทุยาท้าบาเร ရွာရဲ့တခင်မကြီးကလည်းမြင့်ဖြစ်သူခင်ုံကိုတခြားမိများထက်နေရာပို့ပြီးတော့ပေးပါရယ်။အဖွားခင်ုံကိုဆိုရင်အရန်နေရာပေးလို့နဲ့အမေတို့တို့တော်မှခေါ်မသွားတဲ့ခရီးထဲကအတူတူလိုက်ရတယ်။ခင်ုံနဲ့တဝန်ခွဲတော်ဆက်တဲ့လွန်တင်ကမကြည်မနှက်နဲ့ပြောလိုက်ပါရယ်။တခင်မကြီးမှာသမီးနှစ်ယောက်ရှိပါရယ်။တဦးကတော့ခင်ုံရဲ့အမေတော်နင်းဖြူဖြစ်ပြီးတဦးကတော့လွန်တင်ရဲ့အမေတော်နင်းမြူဖြစ်ပါရယ်။ဒေါနင်းမြူနဲ့ဒေါနင်းမြူတို့ကတခင်မကြီးရဲ့တမီးတွေဖြစ်ပေမဲ့စိတ်ဓာတ်တွေကတော့မတူညီကြပါဘူး။ တော်နေမြူကသခင်မကြီးရဲ့စကားနာခံသလောက်တော်နေမြူကသခင်မကြီးရဲ့အမေဆိုရာတွေကိုမနာခံတာများပါတယ်။ဟဲ့နင်းမြူနဲ့နင်းမြူလာကြစမ်း။ဟုတ်ကဲ့မမေတော်နေမြူကသခင်မကြီးအနီကိုအပြေးလာပြီးမယ်လေတော်နေမြူကတော့စိတ်မပါရဟန်နဲ့ရောက်လာခဲ့ပါတယ်။ဒီအိမ်မှာအပြက်လောက်ထားတဲ့သူရှိရဲ့အဲ့ကြောင့်ငါ့အရှင်ညီတို့ကိုယ်တိုင်ခေါ်လာခဲ့။ရှင်ဘသူဘသူများလဲမမေတော်နေမြူကအလန့်တကြားနဲ့မေးလိုက်ပါတယ်။ ငါနယ်ထဲမှာပညာရီကိုတလွဲမသုံးဘူးတားထားတော့တိတိရနဲ့အမေကိုလွန်ဆန်တဲ့ကောင်မှဘသူရှိမှလဲဟုတ်ကမမီလုံးတင်မယ်ပေါ့ရှင်။အော်အမေရဲ့ကလေးပဲဒီလောက်တော့ရှိမှာပေါ့အမေပဲပညာရီအတင်းဆက်ခံခိုင်းတာပြီးအခုသူတို့တက်တဲ့ပညာသူတို့သုံးတာပဲဒါအပြစ်မှမဟုတ်တာအဲ့လိုတော့နင်းမျိုးကပြောတော့ဟဲ့ကောင်မနင်ကငါအမေမနာခံတာအပြစ်မဟုတ်ဘူးဆိုတဲ့သဘောလားဟမ်အေးအဲ့ဒါကြောင့်လဲငါနင်တို့အသားမျိုးအရေးမပေးချင်တာ ညနှုတ်လက်ထဲသာဒီရောင်အခိန်လေးရွာလူတွေအကုန်လုံးတခွဲတပြားဖြစ်ရမယ်အပြုံမှာအတို့စောင့်ရှောက်ထင်းသိမ်းပေးနေရတဲ့အရာပါပျောက်ပြတ်သွားရမှာမလို့ချင်ဦးအေးဟိုကောင်မကခုချက်ချင်းသွားခေါ်ခဲ့ဒီကောင်မကငါကိုယ်တိုင်အပြစ်ပေးမယ်သခင်မာရအဲ့လိုပြောတော့တော်နင်းမြူကအောင့်တတနဲ့ပြတ်မပြောတာခဲ့ပါဘူးတော်နင်းဖြူကပဲမမေကခေါ်ပြီးဆိုရင်ကျုပ်သွားခေါ်ပေးပါမယ်တိုင်းမမေရဲ့ဟိုစိတ်ကလေးကိုရှော့ပါနော်မမေရဲ့စိတ်ကထတော်လုံးတင်ပေါ်မှာအကျိုးတက်ရောက်တော့မှဆိုးလို့ပါအေးနှင်းဖြူညှိခေါ်မယ်ဆိုတော့တောက်ခေါ်ခဲ့ချင်းငါစိတ်ကငါထိန်းထားမယ်ဟုတ်ပြီလား ဟုတ်ကဲ့မမေဂျော်နင်းဖြူကသခင်မကြီးရဲ့အရှိယာနေထွက်လာခဲ့ပါရဲ့အခန်းပြေကိုရောက်တော့မေဖဖကဘာရဲလဲခေယောကမေတော့ဘာရဲရမှာလဲညီမလွန်တယ်မပြဿနာရှာပြန်ပြီလေဟမ်ဒါဆိုရင်အခုကဟုတ်တယ်လွန်တယ်တော့ခေါ်ရမယ်အာအဲ့ဆိုရင်တော့သူရှိရဲ့နေအောင်ကြုတ်တည်ကြုတ်သွားခေါ်ပေးမယ်လေဟဲ့သမီးနေအောင်ဟဲ့အော်ဒီကလေးမတော့စိတ်မြန်လက်မြန်နဲ့အတော်မလွယ်တာပဲခေအောင်ကပြေထွက်သွားတဲ့အတွက်ဂျော်နင်းဖြူကတားချိန်တော့မြားလိုက်ပါဦး ခင်အောင်ကတော့ရွာနောက်ပိုင်းစီကိုအပြေးထွက်လာခဲ့ပါရယ်။လက်ပံပင်ကြီးရဲ့အောက်မှာထိုင်နေတဲ့လွန်တင်ကိုမြင်တော့ခင်အောင်ပြောင်းလိုက်ပါရယ်။မမဘာလာလောက်တာလဲခင်အောင်။အနေနဲ့စကားပြောနေစရာမရှိဘူးနော်။ခင်အောင်ရဲ့ခေါ်တဲ့အောင်ကြားရတဲ့လွန်တင်ကနောက်တောင်လည်းမကြည့်ပဲပြောလိုက်ချင်မှာ။မမကိုဖဖခေါ်နေ။အမလိုက်ချင်ဘူး။အဲ့ဘွာရောင်ကဘာတွေချုပ်ချယ်အောင်လည်းမသိဘူးခင်အောင်။ခင်အောင်တောင်လွန်တင်ရဲ့နဘေးမှာအတူဝင်ထိုင်လိုက်ပါရယ်။လွန်တင်ရဲ့မျက်နှာကိုခင်အောင်ကြည့်ပြီးငါ့ဘာကြည့်ရလဲခင်အောင်။ငါ့ဖဖအပြစ်ပေးမယ်ဆိုတော့နင်တိတ်ပြောနေရလား။ အဲ့လိုမျိုးမီတော့ခင်အောင်လေပြပြတလေးနဲ့ခေါင်းအောင်ခါရန်လိုက်ပါလေမဟုတ်တာမမဖဖအပြစ်ပေးမှာကိစ္စခင်ကပြောစရာလားမမနဲ့တူတူခင်ကအပြစ်မျှခံပေးမယ်လေဖဖကြီးစီသွားကြရအောင်နော်မမငါမသွားချင်ဘူးလို့ပြောနေလေခင်အောင်လည်းအတူတူလိုက်ခဲ့ပါမမရဲ့ဖဖကြီးလိုက်လိုက်ပို့ပြီးတော့အပြစ်ကြီးလိုက်မယ်စိတ်ရှုပ်ဖို့ခေါင်းလိုက်တာလွတ်တယ်လေစိတ်အလိုမကျစွာနဲ့ထားရလိုက်ပါလေပြီးရနော်စောင့်ကြည့်အောင်ကြည့်နေရွာလေးကိုပြောင်းဝင်သွားတဲ့အတွက်ခင်အောင်လည်းအပြစ်လိုက်လာခဲ့ရပါတယ် ဒီလိုနဲ့တကယ်မချင်းအရှိမှာတော့ခင်အုံလွန်တန်နဲ့ဒေါ်နေဖြူဒေါ်နေမြူတို့မတက်ရက်နေကြပါရဲ့ညီရဘာကိစ္စနဲ့ငါထုတ်ထားတဲ့အမေမနာခံရလဲလွန်တန်တကယ်မကြီးကစိတ်ဆိုးဆိုးနေပြီးတော့လွန်တန်နှုတ်ဆက်နေပါရဲ့ဟက်တောင်မငါမေးနေတယ်လေဒေါ်နေမြူကသမီးဖြစ်သူလွန်တန်ကိုလက်တွေ့လိုက်ပြီးသူ့ကိုရစားလို့ပါဖဖဟေးတဖက်ရအောင်အကြောင်းမရှိဘဲမသွားဘူး အေးတကယ်လို့အကြောင်းရှိလို့သွားရဲဆိုရင်လေကုပညာမတော်မှုတော့ငါမှားထားရနေတော့မှငါမြည်ဖြစ်တဲ့နေကိုယ်တိုင်ရောအပြင်းထည့်ပြီးတော့ပြုစားလာတာငါရဲ့ကောင်ဘလောက်တောင်မှထိခိုက်သွားရလို့နေထင်လေသခင်မကြီးကလွန်းတင်ဒေါသတကြီးနဲ့မေးပါရဲဖဖွားရဲ့ကောင်ကိုထိခိုက်တာကြောင့်ဆိုရင်တော့ကျုပ်တောင်းပါမှာရဲဒါပေမဲ့ဟော်ရီကမ်ပိုင်ရောလူတွေတော့မတူတလို့မတန်တလို့ဆက်ဆံနေရကြတော့ကျုပ်တိမခံနိုင်ဘူးတိမခံနိုင်ဟုတ်လားအေးငါတို့ကမ်ပိုင်ရောတရားလဲယောက်ျားမိမပါမကျန်စုံပညာတွေတွေဆိုတော့သူတို့သိရလေ ေးဒါပေမဲ့အဲ့ဒီပညာနဲ့သူတို့ဒုက္ခမပေးဘူးဆိုတော့လေသူတို့သိထားတယ်။ဒါအောင်ညီဘက်ကဖောက်ဖြတ်ခဲ့တာပဲလွန်တင်။အိုးပေါ့ပေါ့ဒါနေတိတ်ဆန်။တနင်းမျိုးဟာအခြေအနေဝင်ထိန်တဲ့အနေနဲ့လွန်တင်အောင်လိုက်ပါရယ်။မမေသူ့ဘာအပြစ်ပေးခြင်းလဲပြောပါ။ကျုပ်ကလည်းအပြစ်ပေးပါမယ်။နောက်ပြီးတော့အခုလိုကိစ္စမျိုးထပ်ပြီးတော့မရှိစေရပါဘူး။အေးဒါဆိုရင်တော့နေ့တမျိုးနေပြန်ခေါ်သွားလိုက်တော့နောက်တစ်ခါဆိုရင်ငါကိုယ်တိုင်ဒင်းကိုတတ်ပြရလိမ့်မယ်။ဟုတ်ကဲ့မမေစိတ်ချပါကျုပ်တို့တေချာပြောထားပါမယ်။ တခင်မကြီးကတော်နေမျိုးတော်သားမိကိုပြန်ခိုင်းပါရယ်တော်နေဖြူနဲ့ခင်ယုံတို့သာကြံ့ရစ်ခဲ့ပါရယ်တခင်မကြီးရဲ့အရေးချေကိုကြည်နေတဲ့ခင်ယုံကဖဖကြီးတမီးတို့ထမင်းစားကြရအောင်လေမစားကြသေးပါဘူးအေးညီတို့ပဲစားနေကြပါဖဖကြီးကလည်းလာပါဖဖကြီးဘာမှမစားသေးအောင်ခင်ယုံသိတာပေါ့တခင်မကြီးကသူ့ကိုချွေးနှွက်ကခေါ်နေတဲ့ခင်ုံကိုကြည့်ပြီးတော့ပြောပါရယ်အေးပါအေးစားပါမယ်ဒါနဲ့မြည်လေညီလေညီမလုံးတင်လို့ဖဖကြီးစကားကိုနားထောင်ပါမလားအိုး ကျုပ်ကဖဖွားကြီးပြောတာဘယ်တော့မှညာမထမှုလို့လေနောက်ပြီးတော့မမလုံးတောင်လေးထထုတ်မှမဟုတ်တော့ပါဘူးဖဖွားကြီးရဲ့သခင်မကြီးကခေါင်းညိတ်ပါတယ်ကဲပါမမေထမင်းစားမှဆိုရင်ကျုပ်အရင်ဆုံးတောက်ပြန်လိုက်လိုက်မယ်နော်သမီးဖဖွားကြီးကိုခေါ်လာခဲ့လိုက်နော်တော်နေဖြူကအရင်ဆုံးထွက်သွားပါတယ်နောက်ကနေခေုံနဲ့သခင်မကြီးတို့ကလက်တွဲပြီးအတူထွက်လာကြပါတယ်အိမ်မြင့်ကွင်းကိုအကွက်တစ်ခုကနေကြည့်နေတဲ့တော်နေမျိုးကလုံးတင်ကိုမင်းငော့ကပြရင်တွေ့လားမီလုံးတင်မမေကညီထက်ခင်းအောင်ပို့ချက်တာတွေ့ရလား အဲ့လိုပြောတော့လွန်းတရာမကြည့်မနဲ့နဲ့ကျုပ်သိပါရဲ့မီးဖဖကကျုပ်ပေါ်မှာခင်အောင်လောက်တော့မှဂယုတဆိုင်မရှိခဲ့ဘူးဆိုတာကျုပ်ငငယ်ရေကသိပါရဲ့အင်းလေငါကသူပေးစားတဲ့သူနဲ့မရှိခဲ့တော့ညီးပေါ်မချစ်တာထင်ပါရဲ့ဒါရီကညီးရဲ့အဖေချောက်ပဲဟိုးအမေကလည်းတည်သွားတဲ့အဖေကိုပဲအပြစ်တင်နေပါနဲ့ဒါဆိုရင်တော်လေးရအောင်ဖဖပေးစားတဲ့လူနဲ့ရှိခဲ့လို့ဖဖခင်အောင်ပိုချစ်နေလားဒါပေါ့အေးနှင်းဖြူကမေမေပေးစားတဲ့ကိုပါဘူးကိုရှိခဲ့တာလေဒါကြောင့်မေမေကပို့ပြီးတော့အရေးပေးနေတာပေါ့ ဒါပေမဲ့တည်သွားတဲ့အဖေကတော့အပြစ်မတင်ပါနဲ့အမေကဖဖကိုရံကကျုပ်အပေါ်ခင်အောင်လို့မချစ်တာပါညီအဲ့လိုမျိုးစိတ်ပျော်တော့ငါမကြိုက်ဘူးနော်လွန်တဲမကြောက်ခင်မှာမမေရဲ့အုတ်ချက်သူနေအောင်လူရတော့မယ်ညီအဲ့နေအောင်ရအောင်သာယူပါလူရမယ်ဟုတ်လားမမေမဖြစ်နိုင်တာမမေရဲ့ဖဖနေအောင်ခင်အောင်ရမယ်ဆိုတော့ဟုတ်တရားလုံးတည်နေရပဲဦးအိုးဘာကိစ္စနဲ့ तू ကရရမှာလဲဒီမှာလွန်တဲညီဖဖရဲ့နေအောင်ရမယ်သူကညီပဲဖြစ်ရမယ်နော်ဒါကိုလေညီရဲ့စိတ်ထဲမှာတိတ်တိတ်ချာချာမှတ်ထား ဒွန်လင်းမြူဟာအဲ့လိုပြောပြီးတော့ထွက်သွားပါတယ်။ဒွန်လင်းမြူနဲ့လွန်တင်တို့ကအင်တအိမ်ခွဲနေရပြီးဒွန်လင်းဖြူတို့လင်မယားနဲ့ခေအုံတို့ကတော့တခင်မကြီးနဲ့အတူတူနေထိုင်ကြရပါတယ်။ဒီလိုနဲ့တရမှာတော့လွန်တင်တို့ရဲ့အိမ်ကိုခေအုံရောက်လာခဲ့ပါတယ်။ခေအုံရဲ့ထော်စံတိုင်းလွန်တင်ရဲ့နဘီကကချွဲနှဲ့နေခဲ့ပါတယ်။ခေအုံကလွန်တင်ကိုချစ်တယ်လို့လွန်တင်ကတော့မကျေနပ်မှုတွေရှိရကြခေအုံမုန်းပါတယ်။မမဟိုခေအောင်စီးသီးစားကြနေအာရွာပြန်အစည်းပင်ရတိတ်ချူတာခေအောင်တို့သွားကြအောင်လေနော်မမ တားကျင်ခဲနေမတာတခြားသူခေါ်သွားလိုက်ငါတော့မလိုက်ချင်ဟာမမလည်းလိုက်ခဲ့ပါကျောက်ကမမနဲ့ပဲတားကျင်လို့ပါခင်အောင်နစ်ကလေးကြီးလို့လုံနေနဲ့နောက်ပြီးတော့ငါနာလည်းမကန်နဲ့ငါမကြိုက်ဘူးမမလည်းလွန်တင်ရဲ့စကားကြောင့်ခင်အောင်ဝမ်းနေတော့ပါတယ်တိုင်မဲအဲ့ဝမ်းနေမှုကခဏတာတာဖြစ်ပါတယ်နောက်ဆိုရင်မမမလိုက်ချင်အောင်ဆိုရင်မခေါ်တော့ပါဘူး။ဒါပေမဲ့ဒီတစ်ခါတော့လိုက်ခဲ့ပေးပါနော်မမ။ခင်ယောင်ကထပ်မှန်ပြီးတောင်းဆိုတော့လုံးတင်လဲတက်ပြင်းချပါရဲ စိတ်တရားလဲရှုပ်လာတော့မို့လို့ခေါင်းကိုသာညှိပြလိုက်ပါတယ်။နားလိုက်ခင်မယ်ကြွကြွစောင်းကြီးအောက်ကြီးနဲ့ပြောလိုက်တဲ့အတွက်ခေအောင်ပြောသားပါတယ်။လွန်းတရားလက်ကိုဆွဲပြီးရွာပြမှာရှိတဲ့ဇီးပင်ကြီးစီကိုသွားကြပါတယ်။ခေအောင်ရှင်းမမဇီးသီးတွေကိုအားရပါးရစားနေတဲ့ခေအောင်ကြည့်ပြီးလွန်းတင်အကြံတစ်ခုရသွားပါတယ်။မမကျုပ်ကိုဖာပြောမလို့လဲ။ဟိုဘက်ရောက်မှဒီညပွဲရှိတယ်။အားငါတို့တွေသွားကြည့်ကြမလား။ဟင်ဟိုဖြစ်ပါမလားမမရဲ့။တော်နေဖွားဖွားကြီးတင်ကျုပ်တို့အဖြစ်ပေးနေပါအောင်မေ။ ။"အိုး၊သူတို့မသိအောင်သွားမှာပေါ့။ဘာလဲ၊ညီအောင်ကလည်းတူတူမသွားချင်ဘူးလား။အဲ့ဒါလို့လည်းမဟုတ်ပါဘူးမမေ။ခင်အောင်လည်းဆုံးဖြတ်ရခံနေပါရဲ့။မိဘတွေနဲ့အဖားဖြစ်သူရဲ့မျက်နှာကိုမြင်အောင်လာမိပါရဲ့။လုံးတယုံကြည်ပြန်တော့လေအမားဖြစ်သူစိတ်ပြတ်သွားမှာကိုဆိုရင်မီ။ကျုံမမနဲ့တူတူလိုက်ခဲ့မယ်။အဲ့လိုသာပြောလိုက်ပါရဲ့။เออแล้วส่วนนายจ่ายงาฮอรี่เนี่ยเนี่ยส่งนี่มั้ยอันนี้ลาแก้ไล่เนาะห่มมะพ่อพ่อยูเนี่ยทําเมนอตุซาเปียเคนอะเล่มมาถั่วลาแก้ไล่มั้ยเนาะเอ๊ะๆ ခဲတော့အမားဖြစ်သူလွန်တရာသူ့ပေါ်လူလူလာလာရှိလာတဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်လွန်တရာတော့ခင်အိုကြည့်ပြီးအကောက်ကြံမှုရအတွက်အကြံထုတ်နေခဲ့ပါတယ်ခင်အိုအေကိုပြန်ရောက်တော့မိသားစုနဲ့တူတူထမင်းစားပါတယ်ထမင်းစားလုပ်ပြီးရဲ့ခါမှာတော့အမေတမီစောစောအဲ့ရဝင်တော့မယ်နော်အေးအစိုးရပဲရှိသေးရဲ့လေတမီရဲ့အမေမြေပဲပြုတ်ထားသေးရဲ့အတူတူစားကြရအောင်လေနော်မင်းနဲ့ဖေပဲစားလိုက်ပါတော့အော်ဒါနဲ့အမေဖွားရောအခန်းထဲဝင်သွားပြီလား အေးညီပွားလည်းလှုပ်ရှားရှိရဆိုပြီးတော့အခန်းထဲတောင်းဝင်သွားပြီအာညီနဲ့ငါတို့ပဲကြက်နော်တော့အခုညီကလည်းအိတ်တော်မယ်ဆိုတော့သဘောပေါက်အေးဟုတ်မေဒါဆိုကျုပ်သွားအိတ်တော်မယ်နော်အဖေကိုလည်းပြောလိုက်ပါဦးကျုပ်အိတ်ချင်လို့အိတ်နေပြီဆိုတာအေးအေးအေးညီဘယ်နွားတွေသွားကြည့်နေရဲ့ကျုပ်ပြောလိုက်ပါမယ်ခင်ကလည်းအမေဖြစ်သူအနီးအနီးထွက်လာခဲ့ပါတယ်သူရဲ့ခန္ဓာမှာရှိတဲ့ဂရင်ကိုလူတယောက်အိတ်နေတဲ့ဟန်ပြင်ဆင်ခဲ့ပြီးအဝိစာရီလေးကလူအလစ်ချောင်းမှာအင်အားနေထွက်လာခဲ့ပါရယ်။မာနေပြီဖြစ်တဲ့အတွက်ရှူလာတဲ့မိအိမ်လေးကိုထုံပြီးခင်အောင်ရာပြင်ကိုရောက်လာခဲ့ပါရယ်။ မမမရောက်သေးဘူးပဲခင်အောင်လေဇီတိရေခုကဆိုင်နဲ့လုံးတင်ရောက်လာမယ့်အချိန်ကိုထိုင်ဆောင်နေခဲ့ပါရယ်အဲ့ဒီအချိန်မှာအနောက်စီကနေသူ့ရဲ့ခန္ဓာကိုပြဖက်လိုက်တဲ့လက်တစုံကြောင့်ခင်အောင်လေအလန်တကြားဖြစ်သွားပါရယ်ဘာတူလဲမမလားခင်အောင်ချက်ချင်းမတက်ထရလိုက်ပါရယ်ဟမ်တော့တော့တော့ကျုပ်ဘာလို့လာဖတ်တာလဲခင်အောင်လှလိုက်တာခင်အောင်ရယ်ကျုပ်မင်းနေအောင်ဖြေစားမှာဖိုးမှာပဲတော့ဘာလို့ကျုပ်ကိုဖတ်တာလဲခင်အောင်ဖတ်လိုက်တဲ့သူကတရားရဲအတူနေတဲ့သူဖိုးမှာဖြစ်နေကြတာပါ ။ဖားလေခင်အောင်ရှက်လို့လား။မရှက်ပါနဲ့ခင်အောင်ကလေဒီနေရာထိအောင်မှရောက်လာပြီပဲဟောက်။ဖားပြောတယ်။ဖိုးမောင်ရဲ့စကားကိုခင်အောင်နားမလဲပါဘူး။ဖိုးမောင်ကတော့ခင်အောင်ကိုစားတော့ဝါတော့မတက်မျက်လုံးကြီးတွေနဲ့ကြည့်နေကြတာပါ။တော့ကျုံမင်းနေတယ်လေဒီနေရာကိုရောက်လာခဲ့တာဘာကြောင့်လဲဘာလဲကျုံနဲ့တော့ဒီနေရာမှာလာဆောင်ကြဘာအကြောင်းမှမရှိပါဘူးအိုကွာမင်းမင်းငါ့ကိုဒီနေရာလာခဲ့ပါလို့ချိန်လိုက်တာလေနောက်ထပ်နာတော့မင်းကိုတောင်းထားတဲ့အဖြစ်ပြန်ပြီးပေးကြလို့လို့ပဲထင်နေကြတာအာဟုတ်တယ်မလားခင် ုးမောင်ရဲ့စကားကြောင့်ခင်ုံလဲအလန်တကြားဖြစ်သွားပါရဲ့ခေါင်းကိုခါရံပြီးဟိုစောက်ကဘာလို့တော့ချဲရမှာလဲတော့ယူနေရလားစောက်ကမမလွန်တင်နေချိန်တာလို့ဒီညောင်ရောက်လာတာတော့အခုထွက်သွားဘာရီလဲဘာရီလဲကွာမင်းပြောရင်မင်းအမလွန်တရားပဲငါ့ကိုဒီညောင်လွှတ်လိုက်တာကဲပါကွာရောက်လာလက်စားနေမှာမထူတော့ပါခင်ုံရဲ့ကို့အဖြေပေးလိုက်ပါတော့နော်ဖိုးမောင်ကလက်မခံမင်းနဲ့ခင်အောင်ရဲ့လက်ကိုအတင်းဆွဲကကင်ပြောတော့ခင်အောင်လည်းဒေါသထလာပြီးအသားရောင်မှတဆက်ဆက်တုံရှိနေခဲ့ပါရဲ့။ဖဲငါလက်ကိုအခုလှလိုက်စမ်း။ ခေယုံလဲဒေါ်သာတကြီးနဲ့အော်ပြောပါရယ်။တောက်ဖုံမောင်ကအတင်းမဲပြန်ကားဆိုရင်ခေယုံကိုဖတ်ဖို့လို့တော့ခင်အောင်လဲဒေါ်သာကြမျက်လုံးကြီးနေရလာပြီ။နင်ဖယ်နေလို့ပြောနေတယ်ဟဲ့။ခေယံကဖိုးမောင်ကိုစောင့်တုံးနေဟန်ပြင်းပြင်းကဝေအစွမ်းနေရပါထွက်လာတာမို့ဖိုးမောင်ကြောင့်ဝုံကနဲ့အတန်းနဲ့တူအဝေးကိုလွှတ်စင်ကထွက်သွားပါရယ်ဟမ်ခင်အောင်လေတတိပြန်ဝင်လာပြီးအလန်တကြားဖြစ်သွားပါရယ်သူ့ရဲ့လက်တွေကိုမြုံကြည့်နိုင်တယ်လို့ကြည့်ရင်ဖိုးမောင်စီကိုအပြေးသွားရင်ကျုပ်ကျုပ်တော့မှမာရယ်ကျုပ်ဒေါသထွက်သွားလို့ပါ အဲ့လိုပြောပြီးဖိုးမောင်တောင်းပန်ပေးမယ်လေဖိုးမောင်ကတော့ဗစက်ကနေသွေးတွေ OMB နောက်ဆုံးမှာစက်ကျူကြကတည်ဆုံသွားခဲ့ပါတယ်အတန်နေကြတာကြောင့်ရောက်လာကြတဲ့ရွာသူရွာသားတွေကလည်းခင်အောင်နဲ့ဖိုးမောင်ရဲ့အဖြစ်ကိုဝိုင်းကြည့်ကအံ့ဩနေကြပါတယ်မိခင်အောင်တခင်မကြီးကဒေါသတန်နဲ့ခေါ်ရခါခင်အောင်နဲ့ငူးငူးလေးကြည့်လိုက်ပါတယ်ညီကအားထုတ်ထားတဲ့စီကောင်ဖောက်ဖျက်အောင်နဲ့မကပဲနဲ့လေဘာတောက်လိုက်တယ်ညီုံကယုံကြည်ခဲ့တော့ညီလောက်ရတဲ့အေးဖဖအိုတမီတမီ ိတ်ဆန်းကောင်မှညီးတောင်ကမကြားကြင်ဒီနေ့ဒီချိန်ကစပြီးညီးဟာငါနဲ့ဘာမှမတော်ဆက်တော့အေးအဲ့ဒါကြောင့်ညီငါအရင်အခုထွက်သွားဒါရယ်မကောက်ငါရွာရယ်မှာတော့ညီနေခွင့်မရှိဘူးမမေဟိုအဲ့လောက်ကြီးတော့မလုပ်ပါနဲ့မမေရဲ့တမီးလေးကသူ့ပုံမှာမတရားလုပ်ဖို့စူးစမ်းလို့ဒါဒေါသနဲ့လှုပ်ခဲတာဖြစ်မှာပါနောက်ပြီးတော့ဖုံးမမီးပါရီကလည်းခွန့်လွတ်တာပဲမမေရဲ့ဟဲ့မိနှင်းဖြူဟိုဘက်ကသားတယောက်လုံးတရားတော့မှခွန့်လွတ်ပါလေလို့ပြောတာဘာကြောင့်လို့ညီးထင်လဲအဲ့ဒါငါကြောင့်ဟဲ့ငါကြောင့်ဒီရွာရဲ့အကြီးကဲတယောက်ရဲ့မြီးဖြစ်နေလို့ဒင်းကိုခွန့်လွတ်ကြတာ ။ဒါအောင်ငါအလွဲသုံးစားလို့ပြီးတော့ဒီကောင်မောင်ငါ့အိမ်ပေါ်မှာတင်ထမှာလား။ညပြောစမ်းပါအေး။မမေခွဲမလွတ်နိုင်တော့ကျုပ်သိပါရယ်။ဟိုဒါမဲ့ကျုပ်သမီးရောတယောက်ထဲတော့မနှင်မနဲ့မမေရဲ့။မမေသူ့ကိုနှင်ကျုပ်တို့လင်မြပါအတူတူလိုက်သွားလိမ့်မယ်။ဟာပြောရယ်။ညီရပါလိုက်မယ်ဟုတ်လား။ဟုတ်ပါရယ်မမေ။အေးဒါဆိုလဲသွားကြသွားကြညီတို့အကုန်လုံးထွက်သွားကြခင်အောင်ရဲ့အမေဖြစ်သူနဲ့အဖဖြစ်သူကြောင့်ဝင်မပြောနိုင်မဲငိုတာငိုနေခဲ့ပါရဲ့ သူတို့မိသားစုရဲ့အဖြစ်အပျက်ကြည်နေတဲ့တော်လင်းမျိုးနဲ့လွန်းတင်တို့သားမီးရဲ့စိတ်ထဲမှာတော့အတော်လေးပဲပျော်နေခဲ့ကြရှာပါရယ်ဒီလိုနဲ့ခေယုံတို့မိသားစုကအဖွားဖြစ်သူရဲ့အိမ်မွားနေဆင်းပြီးရွာပြင်မှာတဲရင်လေးစားကနေကြရှာပါရယ်ကျွေးအမကြောင့်အဖေအမေတို့လည်းအတူတူရွာကနေထွက်လာခဲ့ရပါတယ်အဖွားရဲ့ရှင်ညိုပြပြရဲခင်အုံးရဲ့အဖြစ်ကိုနားထောင်ပြီးဖွားမဲ့စိန်ခေါင်းညိတ်ပါရဲညို့အကောက်ကျန်တဲ့ညီးမလွန်တင်ကိုညီးပါလို့ထုတ်မပြောခဲ့ရလဲ ဖွားရဲ့ကျုပ်ဘသူ့ကိုမှမပြောရပါဘူးကျုပ်အမလိုပဲကျုပ်ခံယူထားပါတယ်음ဒါဆိုရင်ညီတို့ဘာဆက်ဖြစ်ကြသည်လဲကျုပ်တို့ကရွာပြင်မှာထွက်နေရတဲ့အချိန်ဖွားဖွားရဲ့ဇမရပို့ဆိုးလာခဲ့တယ်လေကျုပ်တို့သွားချင်ပေမဲ့ဖွားဖွားကြီးအမေမလွန်ဆန်ရဲ့လို့အဝေးရနေပဲကြည့်နေရတာပေါ့ဖွားရဲ့ရှင်ညီဝါပြောရင်းနဲ့မျက်ရည်တွေကြာစင်းလာခဲ့ပါတယ်ပြုတ်ဖွားဘာတွေလုပ်နေလဲဗျဟောမောင်တိုးပါလားလာခဲ့လေကွယ်ဝိုင်းနေဝင်လာတဲ့မောင်တိုးကြောင့်ရှင်ညိုမျက်ရည်တွေကိုကြပြကြရတုတ်လိုက်ပါတယ် ဒီနေ့အလုံးမရှိရနဲ့ဖွားလို့စီကိုထွက်လာလိုက်တာအကြီးကလည်းခြံစည်းရိုးတိုင်နဲ့ရွက်ဆောင်နေဆိုပြီးတော့ပြန်ခိုင်းထားတာအာလာခဲ့လိုက်တာဗျအေးကွယ်ဒါပြန်လဲမောင်ရင်အကြီးပြန်လာတော့စောင့်လန်အောင်သူတို့တမ်းမိလဲမိုးလေးနဲ့ရွာတွေကိုသွားလည်နေကြလေရဲ့ဖွားမဲ့စိန်နဲ့ရှင်ညိုရွေးရဲ့စကားဝိုင်းကမောင်တိုးရောက်လာတဲ့အတွက်စကားပြတ်သားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပြီးသားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစားလေးတွေကိုစံစမ်းမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အူတရချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေ။